ရုံးရင်မချောမအောင်လို့ဝေဖန်နေတဲ့သူကိုပညာသားပါပါနဲ့ပြန်ပြောလာခဲ့တဲ့ဝင်းမုံရွှင်ကြီးပရိသတ်များရှင်ဝင်းမုံရွှင်ကြီးကမြန်မာနိုင်ငံရဲ့ရုံးရင်အချောမအောင်ဆုံးမင်းသမီးတယောက်ဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်ဖြူစွနေတဲ့တားဟီကိုပိုင်ဆိုင်ထားတာကြောင့်ပြင်မျိုးမမတင်လာသူလို့တင်စားကြပါတယ်ဒါပေမဲ့တချို့ကလည်းဝင်းမုံရွှင်ကအသားဖြူနေုံကလွင်ရင်တိတ်မလာဘူးလို့ထောက်ပြကြတာပါအခုလိုထောက်ပြသူတွေထဲမှာသမီးစိုးလည်းပါဝင်နေခဲ့ပါတယ်သမီးစိုးကပြီးခဲ့တဲ့ရက်ပိုင်းကလိုင်းလွင်ပြီးဈေးရောက်နေရင်ဝင်းမုံရွှင်နဲ့ပတ်သက်ပြီးသူမရဲ့ မြင်ကိုထုတ်ပြောလာခဲ့ပါတယ်။ဝေမုံရွှေရင်ကရှုံးရီချုံမောလာပါတဲ့သူမဟုတ်ဘူးလို့ထောက်ပြလာခဲ့တာပါ။မိကတ်သားမပြင်ထိုင်ရင်တရုတ်ဖွားကြီးလို့ထင်ရတယ်လို့ပြောဆိုနေခဲ့တာပါ။တရုတ်ဖွားကြီးတွေလို့ဖြူပွေးနေတာကလွဲရင်စွဲမက်ဖက်ကောင်းတဲ့အလားတရားမရှိဘူးလို့အမနာရန်ပြောခဲ့တာပါ။တမီဆိုကအခုလိုပြောခဲ့တယ်လို့ပြီးခဲ့တဲ့ရက်မှာပဲဝေမုံရွှေရင်ကပုံတချို့ကိုတင်လာခဲ့ပါတယ်။လက်ရှိမှာဝေမုံရွှေရင်ကရုပ်ရှင်ဇာတ်ကားကြီးတကားကိုပင်တရားမှာတောင်းရိုက်နေတာပါ။ပင်တရားဘက်မှာရိုက်နေတာမလို့ကလောက်ကိုတက်ပြီးအလဲထွက်ခဲ့ပါတယ်။ကလောက်ကို လဲပတ်နေတဲ့ပုံရိပ်တွေကိုသူမရဲ့အကောင့်မှာတင်လာခဲ့တာပါ အဲ့ဒီအချိန်မှာပရိသတ်တချို့ကဝိမုံရွှင်ကရုံးရင်သိမလာတော့ဘူးလို့မြင်နေကြတာပါပွဲတက်တွေမှာဆိုကြော်ရှင်တဲ့အလှတရားတွေဖြစ်နေခဲ့ပေမယ့်သူမတင်လာတဲ့ပုံတွေကအရွေကြကရုံးရှင်နေရလို့ထောက်ပြနေခဲ့ကြတာဖြစ်ပါတယ်။ရှောက်ကြရသွားပြီးနောက်ပိုင်းမှာရုံးရင်ကအိုးစားသွားလိုက်တာလို့ဝေဖန်ထောက်ပြခဲ့တာပါအခုလိုထောက်ပြလာတာကိုဝိမုံရွှင်ကလည်းလုံးဝလိလူရှုတာမျိုးမရှိခဲ့ပါဘူးရုံးမလာတော့ဘူးလို့ပြောလာတဲ့သူကိုသူမကလှတယ်လို့တော့ပြန်မတုံ့ပြန်ခဲ့ပါဘူးအစင်တန်းရှိသူပြီးပြီးပညာသားပပနဲ့သာတုံ့ပြန်လာခဲ့ ပါတယ်။ကလောကိုအိယာထကစားမှအရောက်သွားခဲ့တာမို့မိကက်လင်းချင်းနဲ့မရခဲ့ပါဘူး။ဒါကြောင့်မလို့ဝင်းမောင်ရွှေကမိကက်လည်းမလင်းထားသလိုမျက်နှာတစ်ပီးစင်းကိုထွက်လာခဲ့တာပါ။ breakfast ဆိုင်ရင်မိကက်မပါဘာမပါနဲ့ရှိုင်းလိုက်တာရှင်ဆိုပြီးဝင်းမောင်ရွှေကပညာသားပါပါနဲ့ပြောလာခဲ့တာပါ။သူမကမိကက်မလင်းထားတာမို့မျက်နှာပြောင်းအလားတရားကိုရိုးရှင်းစွာထုတ်ပြလာခဲ့တာပါ။ဒါကြောင့်မလို့ရုံရီသွားတယ်ဆိုတဲ့အပေါ်မှာပညာသားပါပါပြောလာလာခဲ့တာပါ။ဝင်းမောင်ရွှေကိုပြည်ပနိုင်ငံသားတွေဖြစ်တဲ့တရုတ်နိုင်ငံနဲ့ကိုရီးယားနိုင်ငံ ကသူတွေကလည်းလှနေလို့ယူဆကြပါတယ်သူတို့နိုင်ငံကအမှုပညာရှင်တွေလည်းဖြူပွင့်ရဲ့အတိုင်းအင်းနဲ့ဖြစ်တာမို့ဝင်းမောင်ရွှေကိုအလှပြင်မလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတာပါအတိုင်းအင်းနဲ့ပတ်သက်တော်ရင်တော့မြန်မာနိုင်ငံကမင်းသမီးတွေမှာသူမကိုမိတဲ့သူရှားပါတယ်ဒါကိုတချို့ကလည်းအတိုင်းအင်းဖြူယုံသားရှိကရုပ်ရည်ပိုင်းမှာတော့ချစ်စရာကောင်းတဲ့အလှတရားကိုထောက်ပြတာပါသူမရဲ့အမာခံပရိသတ်တွေကတော့အခုလိုပြောတာကိုလုံးဝလက်မခံနိုင်ပါဘူးဝင်းမောင်ရွှေကတော်ဝင်မင်းသမီးလေးလားချောမောလာပသူတရားလို့သာသတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်ဝင်းမောင်ရွှေက အိမ်အောင်ကြပြီးနောက်ပိုင်းမှာသူမရဲ့အလားတရားကိုတံပိုးကြီးပစ္စည်းတွေနဲ့မြင့်တင်လို့နေတာဖြစ်ပါတယ်။ခင်မောဖြစ်သူနိုင်ဖြိုးကျော်ကလည်းသုံးမကုံဖြုံးမကုံအောင်ချမ်းသာသူပါ။ဒါကြောင့်မလို့လဲဝေမုံရွှေရင်ကိုပို့ပြီးလာဖို့အတွက်တဲ့တုံးသိန်းတန်ယတနာတွေကိုစီရင်ပေးတယ်လို့ brand တက်ပစ္စည်းတွေနဲ့ပံ့ပိုးပေးတာဖြစ်ပါတယ်။ပရိသတ်ကြီးရောဝင်းမုံရွှေကမိတ်ကပ်မပါလဲလားလို့ထင်လားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။